ဖေးကြိုက်တတ်တဲ့ရင်နွေးချမ်းတောက်တဲ့လက်ဖက်ချောက်တို့တထုပ်အမေ့တွေထိုးမုံလေးတထုပ်ဒါလေးနှစ်ထုပ်ပဲဥစဉ်ကစာတင်စားဆိုတော့ဝဲဝဲပြန်လက်ဖက်ချောက်လေးဝဲလာလိုက်သဘောကျလိုက်တာအဖေကအိမ်ရှိကဖြတ်သွားတဲ့လူတွေဥစဉ်ကမနဲ့အာယုံဆုံးအိမ်သွားစားဟေးမောင်ဖြူလာကရင်နွေးတောက်မောင်နီလာဟေးရင်နွေးတောက်ကောင်းလာကကောင်းတာဗျကောင်းတာလည်းမပြောနဲ့ကိုရင်ဝဲလာတဲ့လက်ဖက်ချောက်ကွာ ယ်ဒါမျိုးဗျာဟုတ်လားမှန်ပါဗျာဟာနောက်တကနည်းနည်းလေးကြံလို့များဘေးတုံလိုက်မင်းဘာဖြစ်လို့တုံလာတော့နည်းနည်းကြံတော့လို့နည်းနည်းကြံရင်နောက်တထပ်ထည့်ပြီးတော့တောက်မတုံနဲ့ကိုရင်ဝဲလာတဲ့လက်ဖက်ချောင်းဟုတ်ကွာမင်းဒီလိုမျိုးဗျာဟုတ်လားလူတစ်ဖက်သားကိုဒီလိုပြောနေပြီဆိုကြတဲ့ကစိတ်แท้ကဗဇက်ကပွင့်မထွက်တောင်ပဲငါသားလေးကြမ်းပါပါသည်ချမ်းသာပါသည်ဘုန်းကြီးပါသည်တက်ရှိပါသည်လို့မေတ္တာတွေပို့မနေနိုင်ဘူးလားပို့နေနိုင်တာပေါ့သူတော်ကောင်းတို့ ဟုတ်လားမှန်ပါဗျာမိဘရဲ့အရေးပြောတာနော်မှန်ပါဗျာအခုဖေးသေးသွားပြီမရှိမရှိမှပြိတဲ့သွားပြီတော့အဖေတော့ပါဆိုအဖေအုပ်ကူကြီးသွားပြီရင်းနှွေးချမ်းတိုက်လို့ရာစေးလားမှန်ပါဗျာမရတော့တော့မတော့တော့ကွာဆိုပေါ်နေလောင်းချလို့တော့ရရင်ရမယ်ပေါ့ဒါပေမဲ့မေတ္တာဆန်ထွက်သေးလားမှန်ပါဗျာမထွက်ဘူးအဲ့ဒါကြောင့်တော့ကောင်းတဲ့လူတွေပြောကျင်တာကမိဘကိုပြင်မထားနဲ့ဟုတ်လားမှန်ပါဗျာမိဘရဲ့မေတ္တာရိပ်ဟာ ိဘရှိတုံးရတာအကောင်းဆုံးပဲဘာနဲ့မှမတူအောင်ကောင်းတာဟုတ်ပြီနော်ခုတနေ့ကဥစဉ်ရန်ကုန်မှာတော့တရားဟောရန်ကုန်မှာတပတ်လောက်ကြာတမန်လေးကမှပြန်ရောက်တဲ့စကားတရားဟောတော့ဒီနေ့ကြောက်ပရောင်းကတကကြီးတရားရန်ကုန်မှာနေတယ်တကကြီးဥစုံသိင်းရွှေနဒီပေါ့70နဲ့ခုနှစ်ရှိဥစဉ်နဲ့ရန်ရင်နေတယ် သူသားသမီးတွေကဥဒင်းကြွလာရင်အိမ်ပြင်ပြီးတော့ဆွန့်ကတ်ကြဆွန့်ကတ်တော့ဥဒင်းကသွားပြီးတော့ဆွန်းစားဆွန်းစားနေတဲ့ဒကာကြီးနဲ့ထိုင်စကားပြော89နှစ်ရှိလို့ရှိမှမသိတာနောက်ပြီးတော့စီးကြိုဖြစ်နေတာနှစ်30ရှိစီးကြိုရှိလို့ရှိမှလည်းမသိတာဒကာကြီးအသက်ဘယ်လောက်ရှိပြီတော့89ဖရာဟာဒကာကြီးမနေပါလားယောဂါတွေပါရှိတော့စီးရိုရှိတယ်ဗျလွန်ခဲ့တဲ့နှစ်30ခန့်ကစီးရိုဖြစ် အစည်းတို့ဖြစ်ရတဲ့မဲ့တခါကြီးရတယ်အခု89နှစ်တောင်မျက်လုံးတွေလည်းကောင်းသွားတွေလည်းကောင်းနားတွေလည်းကောင်းခန္ဓာကိုယ်ပေါ့ပေါ့ပါတော်တော်လက်လက်ကြီးဘလို့ကြောက်တော့တခါကြီးဘလို့ကြမ်းမအောင်နေလဲလို့ဦးစင်ကမေးရှင်ဘုရားရေတဲ့သာသမီတွေလည်းပါလာပေါ့သူတို့တဲ့တာလေးတွေချက်ကျွေးတယ်စားကျင်အောင်ကဲချက်ကြက်တယ်တဲ့တာလေးလည်းစားစားကျင်အောင်လည်းစားနေရတော့တပည့်တော်အဲ့ဒါကြောင့်လည်းပါမယ်လို့ထင်တယ်ဗျာဒီလိုလေးပြောတယ်သာသမီတွေကသူ့ကိုပြုစုကောင်းလို့ပေါ့ ပို့ပြီးတော့ပြောကျင်တာကတဲ့တပည့်တော်မိဘမေတ္တာလို့ထင်တယ်ဗျာဒီလိုသာသမိတွေကကိုယ့်ကိုပြန်ပြုစုလာအောင်သာသမိတွေကတပည့်တော်ကိုဒီလိုလေးဂယုဆိုင်အောင်တပည့်တော်အမေကိုတပည့်တော်ဂယုဆိုင်ခဲ့လို့လို့တပည့်တော်ဒီလိုထင်တာပဲတပည့်တော်အမေကတပည့်တော်ပေးခဲ့တဲ့အရေးပြန်ရတယ်လို့တပည့်တော်ခံယူတယ်ဗျာတဲ့ဒီလိုပြောတယ်ဗျာဟောတကားကြီးနော်တကားကြီးကဘလို့အရေးပေးတာတော့ဦးဇင်ရတဲ့အခုတပည့်တော်သာသမိတွေကံကောင်းပါတယ် သူတို့တပည့်တော်ပေါ်ပြုစုနေသလားတပည့်တော်အမေတပည့်တော်မပြုစုလိုက်ရပါဘူးသူကကြောက်ပန်းောင်းနဲ့သုံးမိုင်လောက်ဝေးတဲ့ရွာကြောက်ပန်းောင်းမှာတက်ပြီးအလုလုပြီးအိမ်အောင်ကြသာသမီလေးတွေနဲ့နည်းနည်းလေးကြီးပွားချမ်းသာလာတဲ့အချိန်မှာအခုလိုနေတော်ပြာစုကြီးတပည့်တော်ရွာမှာအလှရှိလို့ပြန်သွားအမေနဲ့တူတူအိတ်ချမ်းလိုက်တာဦးစင်ရတားချမ်းတပည့်တော်30ကျော်40တောင်ဒီလောက်ချမ်းသေးရင်ငါအမေဘယ်လောက်ချမ်းမလဲ ဒါတွေးမိတာအဲ့ဒါနဲ့တပည့်တော်ကြောက်ပရောင်ပြန်သွားပြီးတော့ကြောက်ပရောင်အဲ့ဒီတုန်းကဘုရားတပည့်တော်ငယ်ငယ်ကဘုရားပွဲရှိဘုရားပွဲဈေးကတပည့်တော်ဂုံးကကြီးတစ်ခါဝယ်ပြီးတော့အမေဆောင်းကအေးမယ်ဒါကြီးနဲ့အိတ်ဆိုသွားပေးတာအောင်မလီအဲ့ဒါကြီးနဲ့အိတ်ပေးပြီးအမေကဂုံယူလို့မဆုံးဘူးသာသားဝယ်ပေးတဲ့ဓာကြီးနဲ့အိတ်လေးရတာအမေများဟိုကျက်မကြီးတကောင်ကသူ့သားလေးတွေကိုအတောင်မှန်နဲ့အုပ်ထားတယ်လို့ပဲနှွေလို့အမေများ ကောင်းလိုက်တာငါသားဝယ်ပြီးတဲ့ဒီပစ္စည်းကြီးနှွေးလိုက်တာငါသားလေးဘုံကြီးပါသေးသက်ရှိပါသေးကြမ်းပါပါသေးနဲ့ဦးစင်ဟာတပိတော့အဲ့ဒီအတန်လေးမျက်တမ်းကြားရတာစားစရာတောက်စရာနဲ့တပိတော့ကတော့နေစဉ်တော့ပို့တယ်ပေါ့ဗျာတဲ့နှွေးနှွေးထွေးထွေးဆိုတော့အဲ့ဒီတခုလုတ်ပေးမှုတာဒါမှခုချိန်ကြီးဒီအမေပြောတဲ့မေတ္တာပူဇာလေးနားရရမထွက်ဘူးတပိတော့ကတော့အခုလိုလေးချမ်းချမ်းမမနေရတာအမေရဲ့အရေးလို့မိဘရဲ့အရေးလို့ဒီလိုထင်တာပဲတဲ့သူပြောသွားတာပြောတာ ုတ်လားအဲ့ဒါကြောင့်ပြိတဲ့မိဘရဲ့အရေးကတစ်ပင်ရိတ်ထက်တာတယ်တဲ့ဗါတဲ့တာသွားတယ်